စိတ်မှာပူလောင်နေရရင်ဖယားကုံတော်ကိုဒီလိုပွားပါကိုစိတ်မှာတောကတခုခုဖြစ်နေတဲ့အချိန်ဖယားကုံတော်ဘလို့ပွားရမလဲစဉ်းစားမနေပါနဲ့တောကခသိငိမ့်တော်မူသောမြတ်စွာဘုရားလိုသာထက်တလဲလဲပွားလိုက်ပါနှလုံးသားတွေကတောကမိတောက်တွင်ချက်ချင်းသို့မဟုတ်တပြေးပြေးငိမ့်သွားပါလိမ့်မယ် ကိုတော်တိုင်းသာတောကငိမ့်တာမဟုတ်ဘူးတတဝရီရဲ့တောကကိုလည်းငိမ့်အောင်လုပ်ပေးတယ်တတဝဝိနိယရီရဲ့တောကစုညာကိုပေးနှုတ်ပေးတော်မူသောမြတ်စွာဘုရားတောကငိမ့်ချောင်းတရားကောင်းများကိုဟောကြားတော်မူသောမြတ်စွာဘုရားလိုပါစပွားနိုင်မည်ဆိုရင်တော့စိတ်ထဲကတော့ကာမိတယ်ငြိမ်အေးသွားတဲ့အပြင်ဖယားရှင်ကို ကြီးညိုမြတ်နိုးတဲ့စိတ်တွေလေးအလီအနံပေါ်ပေါက်လာပါတယ်။သူတို့ဘာတို့ရဲ့တော့ကားကိုပေဖြောက်ပေးခြင်းနဲ့မြစ်တာကယူနာတရားတွေလည်းတိုးပွားလာပါတယ်။ဒီလိုဆိုရင်ဂုံတော်ပွားတာဟာအနေရဲ့ကင်းလက်ရှင်ဖို့စီပွားတဲ့ယာဒူတို့ဖို့အကျံအောင်မြင်လူဤပြေဝါဖို့မဟုတ်ဘူးဆိုတာသဘောပေါက်လာပါပြီ။ကိုယ်စိတ်တည်းနဲ့ကိုယ်လုံးရက်ကုန် အကောင်းဆုံးအမျက်ဆုံးဖြစ်အောင်ပြုပြေဖန်တီးတိဆောက်ဖို့ဂုံတော်ပွားတာပါစိတ်တည်းနဲ့လောက်ရကောင်းမြတ်ခြင်းဆိုတဲ့ပင်မအကျိုးရနေမှာတော့အနီရဲ့ကင်းလက်ရွှေစားတဲ့ဘေးထွက်အကျိုးတွေကိုတမင်တောင်းတာနေစရာမလိုတော့ပါဘူးမလိုခြင်းအစုံရမှာပါတကယ်တော့အဲ့ဒီဘေးထွက်အကျိုးတွေကဂုံတော်ပွားခြင်းရဲ့ ဘာမှမပြောပါလောက်တဲ့မလွမ်းလောက်စင်ရာပါမွားအကျိုးတွေပါပဲကျေးဇူးတော်ရှင်ဆရာတော်အရှင်စန္ဒာတိကရွှေပါရမီတော်ရာဟောကြားတော်မူခဲ့သောတရားတော်ကိုကျမတို့ဓမ္မတင်လာအဖွဲသားများမှဓမ္မဒါနအနေဖြင့်ပြန်လည်ပြီးတော့ညဝေလိုက်ပါရှင်